င်္ဂလာပါကျွန်တော်တို့ရဲ့ပုံမှန်တက်ဆက်နေကြဖြစ်တဲ့ဒေါ်လာဝေပန်ပြီးတော့လေထန်ကြတဲ့တော်ဝေလီအစီအစဉ်ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်မင်္ဂလာနှစ်ထောင်ရေဟုတ်မင်္ဂလာပါကိုအဲဒီနေ့ကတော့အားလုံးဒီဒါထူးထူးခြားခြားလေးအနေနဲ့ဒါ PDF လေးနေပြည့်တဲ့အကြောင်းအရာလေးကိုပြောခြင်းတယ်ဗောနော်အဲ့ဒါလို့ဆွေးနွေးခြင်းတယ်ဆိုတော့ကပြည်သူကာကွယ်ရေးတပ်ကိုဖွဲ့စည်းတာဒီနေ့မှဆိုရင်တော့ဒါလေးနေတင်တင်ပြည့်ခဲ့ပြီလေးနေပြည့်ခဲ့ပြီဆိုတော့အနေအထားတစ်ခုမှာဒီ PDF တည်ရင်းနေပါနော် ော့တိုးတက်လာတာလေးလည်းရှိသလိုလိုအပ်ချက်တွေရှိသေးတယ်ဆိုတော့ဒီနေ့မှာတော့ဒီလိုအပ်ချက်တွေအကြောင်းမပြောခင်ပါဘို့ဒီတိုးတက်လာဆိုတဲ့ကိစ္စတွေနဲ့ဒီ PDF နဲ့ပတ်သက်တဲ့တချို့အကြောင်းအရာလေးကိုပြောကြမယ်ပြောကြမယ်ဆိုတော့ PDF တက်ကိုစပြီးတော့ဖွဲ့တဲ့အချိန်တုန်းကဒါလင်းထောင်မှမရှိသေးတယ်ကျွန်တော် PDF စဖွဲ့တော့ကျွန်တော်အဲ့တော့ထွက်ထွက်ကလာလာပဲရှိသေးရဲ့ဗျာဆိုတော့ကျွန်တော်အဲ့တော့လွမြောက်နေမျိုးရတာတလားတော့မပြည့်သေးဘူးကျွန်တော်လွမြောက်နေမျိုးကိုရက်နေရောက်တယ် အဲ့ဘယ်လောက်ရက်နေ့အရှိရက်နေ့ရောက်တယ်အကျွန်တော်ဟုတ်တယ်တလားမပြည့်သေးဘူးကျွန်တော်ထိုင်းနယ်ဆက်နားပါပဲဗောနော်အာလွန်မြောက်နယ်မြေကိုရောက်ခါသားပဲကျွန်တော်ရှိသေးတယ်အော်အဲ့မှာစပြီးရောအဲ့လို PDF တွေစပြီးတရင်တွေစဖွဲ့ပြီးရောဒီလိုမျိုးဖြစ်တဲ့ဟာကျတော့နင်တော့တိတိလားကျိုးတော့မတိခဲ့ဘူးလေကျိုးတော့မတိခဲ့ဘူးဒီဥစ္စာတရင်ထွက်လာရဲ့ဆိုအာ PDF စဖွဲ့တော့မယ်ဗောနော် and UG ကတော့ April လရဲ့မှာတကြံပြီးတော့မှာစဖွဲ့တယ်ပြီးတော့ အာဒီမှာ PDF စဖွဲ့ PDF ကိုစလုံးမယ်ပေါ့နော်စလုံးမယ်ဒါအဲတော့ကလည်းလက်နက်ကင်ကစတော့စနေပြီလေနော်တချို့နေရာတွေမှာကျွန်တော်တို့ဟိုကျုံးမှုကျုံးနေကြပြီဗျာကျုံးနေကြပြီအဲ့တော့ကျွန်တော် PDF အဖြစ်စဖွဲ့မယ်အာ PDF တက်မတော့ထူထောင်မယ်ဆိုပြီးတော့ဟိုဟာကျွန်တော်တို့တိလိုက်ရဲ့အချိန်မှာတော့ဘာပြောအဲ့အချိန်မှာကျွန်တော်တို့မှာရွေးချယ်စရာလမ်းမရှိတော့ဘူးလေနော်ဘယ်လိုမှလမ်းမရှိတော့တဲ့အချိန်မှာ PDF ဖွင့်လိုက်တယ်ဆိုတော့အဒါဖြစ်တဲ့နဲ့မှန်တယ်ကောင်းတယ်ဆိုပြီးတော့အဲတော့အတိခဲ့ရပါဟုတ်ဒီကြုံကြုံတယ်ဆိုတော့အဲကြုံတယ်ဆိုတော့အဲ့အချင်းတို့ကငါတို့ကဒီဟိုနေပေါ့မြို့ပေါ်မှာ PDF တွေစပြီးရောဝင်ဖြစ်တယ်ဆိုတော့အချိန်မှာဒါသွားဖို့ဒါပြင်ကြပြီလေတကယ်ချင်းဒီပါရေး ်အငါတို့တွေအကုန်လုံးဒါသွားမယ်သွားပြီးတော့ဘယ်လိုမျိုးပေါ့အခုမကူပလန်လေးကိုကတော့ခြားကြတာပေါ့နော်ခြားကြပြီးတော့တင်းနှံသွားတက်တယ်အဲ့နောက်ပိုင်းတော့တင်းနှံတက်ပြီးတော့ဒါပြန်လာရလည်းရှိရလက်ရှိအချိန်ထိတာဝန်ယူပြီးတော့တော်ထဲမှာရှိနေတူလည်းရှိသလိုဒါအရှိအချိန်ထိလည်းလူနာဟုတ်တွေပေါ့နော်ဒါရှိနေတဲ့လူတွေရှိသေးဆိုတော့ဟိုအဲ့မှာပါဒီတင်းနှံသွားတက်ပြီးတော့မှ UG နဲ့ဆောက်ပဲပေါ့ဒီအမြဲတမ်းဒီ ဟိုတိုက်ခိုက်ဖို့အတွက်ဆိုပြီးတော့ဒါတော့တက်မှာကြံခဲ့ရတဲ့လူတွေလူတွေတော့ကွဲသွားတာတွေတော့ရှိရပါတော့။ဒါပေမဲ့ PDF စောက်ဖွဲ့ရဲဆိုရဲအချိန်လေးကဘယ်လိုပြောမလဲ။ငါတို့မှာရွေးချယ်ကြမရှိရောဒီကောင်တွေကိုတော့ကျန်တောင်းလို့တော့မရဘူး။တိုက်မှာရမယ်ဆိုလေအနေဒါတစ်ခုနဲ့ဟေးဒါစပြီးတော့တနေ့တက်ပြီးတော့လုပ်ခဲ့တာတွေပေါ့။ဆိုတော့အဲ့မှာပြောကြရှိရပါတော့။အဲ့မှာဒီ PDF ကအခုဖွင့်ရ၄နှစ်ရှိပြီ။ ဆိုဒီလိုအနေကြတခုမှာဒါလင်းထအောင်ဆိုလို့ရှိရင်လည်းဒါဒေါ်စိန်အကြောင်းအနေပေါ့ထထွက်လာတာဒါစစ်နဲ့ပတ်သက်တာဆိုလို့ရှိရင်လည်းဒါအတွေ့အကြုံလည်းရှိရစီးရင်းနဲ့ပတ်သက်တာလည်းဆိုလို့ရှိရင်လည်းဒါကိုယ်လည်းရှိရင်ရောက်ခဲ့တာရှိရတော့လက်ရှိဒီ PDF ကဒီတိုက်ခတ်ရေးအနေထားတခုမှာလင်းမြတာအကာလောက်တင်းပေါ့နော်အပြောင်းလဲဒီမှာလင်းထအောင်လို့ဆိုတာဒါမြင်နေရတဲ့တင်းမှာထူးထူးခြားခြားကြောင်းနေတော့ရဘာတွေဖြစ်မလဲဘယ်လိုမြင်ရလဲအဲ PDF ကြောင်းပြောမယ်ဆိုရင်တော့ပထမဆုံးပေါ့နော်အာကြောင်းလဲမှုတွေတိုးတက်မှုတွေအာမြင်တဲ့ဥစ္စာတွေမပြောခင် အာကျွန်တော်တခုအရင်ဟိုဖြစ်ချင်တယ်ဗောနော်အာဘာလဲဆိုတော့ဘာပြော၄နှစ်တာကာလအတွင်းမှာအာဗောနော်၄နှစ်ပြည့်ခဲ့ပြီ၄နှစ်တာကာလအတွင်းမှာအာကျွန်တော်တို့အောင်ပွဲတွေတိုက်ပွဲတွေဗောနော်အတီးတီးမှာအောင်မြင်ခဲ့ကြတဲ့အာရယူပေးနိုင်ခဲ့ကြတဲ့အာကျွန်တော်တို့ PDF စစ်တီတော်တွေအားလုံးကိုအာကျွန်တော်အနေနဲ့ဗောနော်တကယ်ကိုကျေးဇူးတင်တယ်လေးစားချောင်းကိုအာကျွန်တော်ဒီနေရာကနေပြီးတော့အရင်အဲ့လိုအရင်ပြောလို့ရတယ်အာနောက်ပြီးတော့ကျွန်တော်တို့ အဒီတိုက်ပွဲတွေမှာပေါ့နော်အသက်တွေခန္ဓာတွေဘာပြောခြေလက်အင်္ဂါတွေအကုန်ဆုံးလုပ်ခဲ့ရပြီးတော့ပေါ့နော်ကျွန်တော်တို့ရဲ့အာသာနေသူရဲ့ကောင်းတွေကိုလည်းကျွန်တော်ဒီကနေပြီးတော့အလေးပြုရဲဆိုရလေအရင်ဆုံးပြောလို့ရပေါ့နော်အဲ့တော့ဟိုဘာပြောဗျာဟိုကျွန်တော်တို့ကိုယ်တိုင်မြေပြင်မှာဒီအလုပ်တွေမလုပ်နိုင်ဘူးမလုပ်လဲမလုပ်ခဲ့ဘူးဒါကျွန်တော်ကုန်းပွင့်လုံးလေးပြောပါဘောနော်လုပ်လဲမလုပ်ခဲ့ဘူးအာ ဒီမှာစပြီးတော့ဟိုဖြစ်မယ်ဆိုတော့ကဟိုဘုန်းကြီးမျိုး PDF စဖွင့်မယ်ဆိုတော့ကျွန်တော်တို့လည်းတက်တက်အားပေါ့နော်ဟိုတက်နိုင်တဲ့နေရာကနေပြီးတော့ဒီရုပ်စာကိုပံမိုးကူညီသူတွေရဲ့မှာအပံမိုးပံမိုးကူညီရဲ့ဆိုတာလည်းဟိုတက်တက်အားပါဝင်ခဲ့တဲ့သူတွေကကျွန်တော်တို့လည်းပါတယ်လို့လို့ပြောလို့ပြောရမယ်ပေါ့နော်ဘာလို့လဲဆိုတော့စပြီးတော့ဖွင့်တာကျွန်တော် CD ဝင်လာပြီးတဲ့အချိန်မှာစဖွင့်တယ်အဲ့တော့ဒီ PDF တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တက်နိုင်တဲ့နေရာကနေပြီးတော့အပါဝင်ခဲ့တယ်အော်ဒီယနေ့အချိန်မှာတော့ PDF အာသူ့ဘောက်ဆိုအင်အားတစ်ခုနဲ့ အာပေါ်လာခဲ့ပြီအာနောက်ပြီးတော့အခုချိန်မှာ Federal Army လို့ Federal Army ကိုအခြေခံဖို့အတွက်တည်တည်ထားတဲ့ပုံစံတိုင်းကျွန်တော်တို့ဖြစ်လာခဲ့ပြီဒီနေ့ဆိုရင်လည်းဝင်ကြီးတွေတော်တော်များများ energy ကဝင်ကြီးတွေအာနောက်ပြီးတော့ကျွန်တော်တို့ဝင်ကြီးချုပ်တွေဟိုစကားတွေပြောကြတဲ့မိန့်ခွန်းတွေလည်းအများကြီးကိုကျွန်တော်တို့တွေ့ရတယ်အာဘောလို့အာဒါ energy ဝင်ကြီးချုပ်ဆိုလည်းပြောတယ်အာဒါ PDF တွေဟာစွမ်းရည်တွေ ်ပြေးသွားခဲ့ပြီဆိုပြီးတော့ပြောထားတာလည်းတွေ့ရတယ်ဥယျာဉ်ပုံဆိုလည်းအာသူတို့ဒါ PDF တွေကိုပြောတဲ့အချိန်မှာအောင်ပွဲတွေကိုပြောရတယ်အာနောက်ပြီးတော့အာသူတို့ရဲ့အောင်မြင်မှုတွေအကြောင်းပြောရတယ်ဒီထဲမှာသူကြားတွေ့ရအင်းတော်အင်းတော်တိုက်ပွဲကိုအာသူအနေနဲ့တော်တော်လေးကိုထည့်ပြောတာအင်းတော်တိုက်ပွဲဒီ PDF လေးနှစ်ပြည့်အတွက်ဝင်းနစ်လက်ဆောင်ဆိုပြီးတော့တော့ကသူထည့်ပြောသွားရှိဘာလို့လဲဆိုတော့လင်းနစ်တာကာလာအတွင်းမှာအင်းတော်တိုက်ပွဲက PDF ရဲ့တမိုင်းမှာဘောလုံးအောင်မြင်ခဲ့တဲ့ အောင်မြင်မှုကြီးကြီးမားမားဖြစ်ခဲ့တဲ့တိုက်ပွဲတစ်ခုလို့ပြောမယ်။ဘာလို့လဲဆိုတော့တမခွန်တမမှုကိုလက်ရဖမ်းဆီးရမိတယ်။နောက်ပြီးတော့ဘောနော်လာအတော်တန်ကြာဒီနေရာကိုတိုက်ခိုက်ခဲ့ရတယ်။ပြီးတော့ဒီမှာဟိုဘောနော်တောက်ခံနိုင်ခဲ့တယ်။လေကြောင်းရံမြေပြင်ကဒါတမခွန်ဆိုတာလည်းတကယ်ကိုဘောနော်ဟိုကောင်းတဲ့ဟိုတမဟိုစစ်တပ်ရဲ့စွန့်ရင်ပြည့်တဲ့တမတွေကတမခွန်ကိုလည်းပါတယ်။ဒါပေမဲ့ပြည်သူလူထုကိုအကြမ်းဖက်တဲ့တမတွေကလည်းတမခွန်ပါ။ဒီတမအောင်နိုင်ခဲ့တဲ့အတွက်ဘောနော် အာဟိုပါဘောနော်ရှင်ရတာမလွယ်ဘူးပေါ့နော်ရှင်ရတာမလွယ်ဒါပေမဲ့အကောင်းဆုံးဆုံးပုံစံနဲ့အာဘောနော်အောင်ပွဲကိုရယူခဲ့တယ်အင်းတော်မျိုးကိုတိမ့်ပိုက်နိုင်ခဲ့တယ်ဆိုတော့အာအောင်ပွဲကိုဒါဥယျာဉ်ဆိုပြောတယ်အဲ့အတွက်လည်းအာဘောနော်ဒါတမိုင်းဝဲတိုက်ဝဲတစ်ခုဖြစ်သူတို့မှတ်တမ်းတင်တယ်ဆိုပြီးတော့ဒါပြောတယ်ဘောနော်ပြောမယ်ဆိုဒါလေးနှစ်ကာလအတွင်းမှာဟိုအခုနောက်ပိုင်းမှာကျွန်တော်တို့တော်တော်များများတွေ့ရ PDF တွေကိုယ်တိုင်ဆင်နွှဲတဲ့တိုက်ပွဲတွေမှာအာကျွန်တော်တို့စစ်တုံးမှန်ဖန်ဆီးရရှိမှုတွေကိုကြည့်လိုက်မယ်ဆိုနှစ်ခုနဲ့မတူတော့ဘူး အတိုက်ပွဲတွေမှာစစ်တုံးမှန်းဆိုရင်တန်ရင်မှု level တွေအခုမဆိုတက်မှမှု level ထိကိုလက်ရဖမ်းဆီးနိုင်တဲ့အခြေအနေတွေဖြစ်လာ။နောက်ပြီးတော့တချို့တိုက်ပွဲတွေမှာဆိုရင်ဟိုဘောတော့ဒီစစ်ကြောင်းတွေနဲ့ထိထိတိုက်ပွဲဖြစ်ပြီဆိုတာနဲ့ဟိုတနေ့ကဆိုလဲတက်မှတုံးတုံးနဲ့တွေ့တဲ့စစ်ကြောင်း ပေါ့နော်နောက်ပြီးတော့ငင်းကြံတဲ့အတွင်းမှာဖြစ်တဲ့တချို့တိုက်ပွဲတွေတချို့အမို့နေရာသုံးမှာဖြစ်နေရတော့ကျွန်တော်အခုလောပြောဟိုပါပေါ့နော်အများပြောရင်တော့အများကြီးပြာတိုက်ပွဲတွေအများကြီးကိုကျွန်တော်ဖော်ပြဖော်ပြပြီးပြောအောင်အဲ့တော့ကျတော့ဟိုပေါ့နော်ဟိုဖြစ်ခဲ့တဲ့တိုက်ပွဲတွေမှာကျွန်တော်ဘာထူးခြားတွေ့ရလဲစီရင်စွန်းရီအပြည့်ဟွာလာတယ်နောက်ပြီးတော့ view ဟာအားကောင်းလာတယ်နောက်ပြီးတော့ဟိုပေါ့နော်ဟိုစစ်မြေပြင်ပေါ့နော်စစ်မြေပြင်မှာကျွန်တော်တို့ခေါင်းဆောင်ဆွမ်းရီဒါအားကောင်းလာတယ်နောက်ပြီးတော့ ဟိုဘောကောဒ်ကွန်နက်တီအလိုက်နာလာတယ်လို့ကျွန်တော်ကတော့ယူဆတယ်ကောဒ်ကွန်နက်လိုက်နာလာတယ်လို့ကျွန်တော်ဘာကြောင့်ပြောလဲလို့ကိုယ်ကလုံးလုံးပြောရရင်ဟိုဘောဒီတိုက်ပွဲတွေမှာဖန်ဒီယာမီစစ်တုံးပန်းနေဖန်ဒီယာမီဆိုဗီဒီယိုအတူဆက်နေထွက်လာဒီဗီဒီယိုအတူဆက်နေတဲ့မှာဆိုရင်အဒီတစ်ဖက်စစ်တုံးပန်းဒီလက်နက်ချလိုက်ပြီးဆိုတော့လေသူတို့အနေနဲ့ဟိုဘောတတ်နိုင်တဲ့မြတ်ဟုတ်လားစိတ်ကိုထိမ့်ပြီးတော့လက်လွတ်စပယ်မဖြစ်အောင်တတ်နိုင်လို့ထိမ့်သိမ့်နိုင်တာဟုတ် အာကျွန်တော်တို့တွေ့ရတယ်ဒီမှာဆိုကိုတော့ကွန်နဲ့ဒါကိုတော့ကွန်နဲ့လိုင်းလာတယ်လို့ကျွန်တော်ပြောရမယ်ဒါစစ်တုံးမဲ့ဖန်ဆီးရမိရဲ့ရှင်မှာဟိုဘောနော်ဟိုဆက်ဆက်တဲ့ပုံစံကဟိုဖြစ်တယ်ဒါတော်တော်ဟိုဟိုဖြစ်တယ်ဘာလို့ကိုရှိမှမြင်ရစစ်ခွေးဆိုတဲ့ကောင်ဗျာတာတာမန်လူတယောက်အနေနဲ့ကြည့်မယ်ဆိုတာမန်လူတယောက်အနေနဲ့ကြည့်မယ်ဆိုနာကြီးကဲမှုတွေကအများကြီးอ่ะဒီစစ်ခွေးတွေလောက်ခဲ့ဒီစစ်ခွေးတွေကိုအတက်နိုင်ဆုံးစိတ်လျှော့ပြီးတော့သူတို့အနေနဲ့ဟိုဟာ ဟိုဟာထိမ့်ချုပ်ပြီးတော့လှုပ်တယ်ကိုင်းတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်ဗောနော်အဲ့တော့ဒါလည်းကိုတော့ကွန်နက်လိုက်လာတယ်ဆိုရဲအကြောင်းပြရရဲ့ဒါလည်းပါတယ်ဗောနော်ဒါပဲကိုတော့ကွန်နက်ဆိုတော့ဒီဥစ္စာတစ်ခုတည်းကိုတော့ကျွန်တော်ကြည့်လို့မရဘူးတခြားစီးမြင့်နေစီးကန်းနေအများကြီးကိုတော့ကျွန်တော်ကြည့်ရအောင်ပါဖြစ်တယ်ဗောနော်အဲ့တော့ဟိုဟိုနောက်ပြီးတော့ဟိုတိုင်ဟိုဟာ viewer အဆင့်စုဖွဲ့မှုတွေတိုင်ရင်းအဆင့်စုဖွဲ့မှုတွေစုဖွဲ့မှုတွေပို့ပြီးတော့ပုံစံမှန်လာတယ်ဖယ်ဒီမမှန်လာတယ်လို့ကျွန်တော်ပြောမယ်နောက်ပိုင်းမှာကျွန်တော်အခုနောက်ပိုင်းမှာဆိုတင်နန်းစင်းပွဲတွေကြည့်ရတယ်တင်နန်းစင်းပွဲတွေမှာဆိုဘာလဲဆိုတော့ဟိုပါဘော တဲမှုဆင့်တင်တန်းဆင့်ဝဲတို့ viewer ဆင့်လေ့ကျင့်စုဖွဲ့မှုတင်တန်းဆင့်ဝဲတို့ပါအဒီလိုမျိုးပုံစံလေးတွေအကျွန်တော်တွေ့ရတယ်ကွန်မန်ဒိုဆင့်စုဖွဲ့မှုတင်တန်းလေးတွေကျွန်တော်တို့တွေ့ရပြောရမယ်ဆိုဟိုကျွန်တော်တို့ကဟိုကတော့မင်းအခြေခံစစ်ပညာတက်ပြီးွားရပြီမင်းရှေ့တန်းသွားတော့ဆိုပြီးတော့ကျွန်တော်တို့ကတော့မင်းကတိုင်ရင်တိုင်စုဖွဲ့ပေးလိုက်တယ်မင်းသွားတော့ဆိုပြီးအတိုင်ရင်နဲ့လှက်လိုက်လို့မရဘူးဘာလို့လဲဆိုတော့အမှမပါလာမဲ့ဟိုကတော့ PDF တွေမှာပါလာမဲ့အာစုဖွဲ့ပုံဆိုတာရှိတယ်အထက်မှာပါတက်စိတ်တက်စုတက်ခွဲ အတက်စိတ်တက်စုတက်ခွဲနောက်ပြီးတော့တက်ရင်ယုံအဲ့လိုမျိုးစုဖွဲ့မှုတွေသူတို့မှာအရှိတယ်အဲ့လိုစုဖွဲ့မှုတွေမှာတာဝန်ယူရမဲ့သူတွေရဲ့အသီးသီးသောကဏ္ဍတွေရှိတယ်ဥပမာတက်ရေးဘူဆိုတာရှိတယ်ခုနကပြောမှာဆို PDF တက်ရင်တွေမှာဆိုကျွန်တော်တို့ကြာကြရတယ်ကျွန်တော်ကတော့တက်ရေးဘူပါကျွန်တော်ကတက်ရင်မှုပါကျွန်တော်ကဒုတက်ရင်မှုပါအဲကျွန်တော်ကတော့အော်ဘာလို့တက်ခွဲမှုပါအဲဒီလိုမျိုးအတော့နှောင်းလေးကျွန်တော်တွေ့ရအော်သူတို့ကတာဝန်တွေရှိတယ်ဟိုမှာတိုင်ရင်မှုတယောက်ကဒီတိုင်းရောမင်းတို့တိုင်မှုတိုင်မှုပြလိုက်မင်းတာဝန်ပါလဲတည်လားမင်းမတိပဲနဲ့အဲ့တိုင်ရောတာဝန်ထမ်းဆောင်လို့မရဘူး မတိပဲတာဝန်ထမ်းဆောင်ရင်ဓမြအဖွဲ့တစ်ဖွဲ့ကိုတာဝန်ထမ်းဓမြအဖွဲ့တစ်ဖွဲ့ကိုကိုကဲတဲ့ဓမြခေါင်းဆောင်တရားတစ်ဖွဲ့ဖြစ်သွားတယ်ဟုတ်လားအဲ့တော့ဒါပေမဲ့သူ့ကိုအဲ့တော့မင်းတည်ရင်မှုတာဝန်ရတာဝန်တာဝန်ရတာအတန်မှုတယောက်ဖြစ်တဲ့အတွက်မင်းကတိုက်ပွဲတစ်ပွဲမှာဘလို့ဆုံးဖြတ်နိုင်စွမ်းရှိရမယ်ဘလို့အမိန်ပေးနိုင်စွမ်းရှိရမယ်ဘလို့ခေါင်းဆောင်နိုင်စွမ်းရှိရမယ်ဆိုတော့ဟုတ်လားအပုံစံတွေကိုကျွန်တော်တို့ဟုတ်လားဟိုသူတို့ကိုတင်ချားပေးရအဲ့တော့လေအခုလေးချင်းစုဖွဲ့မှုတွေတင်တန်းတွေကိုလောက်လာတာတွေ့ပြောရမယ်လို့ခေါင်းဆောင်မှုနဲ့ပတ်သက်တဲ့ အာတင်တန်းတွေတချို့ဆိုင်တင်တန်းစုဖွဲ့မှုတွေကိုလည်းဒီ PDF တွေ့ချားထဲမှာတကယ်ပြန့်ပြန့်ကိုလှုပ်လာနိုင်တာကိုလည်းကျွန်တော်တို့ထူးထူးခြားခြားကိုကျွန်တော်တို့တွေ့လာအဲ့တော့ပြောရမယ်ဆိုဟုတ်ပြီသူတို့ကစွန့်ရင်ပြေးွားနေပြီလားဆိုတော့ကျွန်တော်အာကျွန်တော်စိတ်ထဲကျွန်တော်ပုံမှန်လင်းလင်းနဲ့ပြောရမယ်ဆိုရင်100%လို့တော့ကျွန်တော်တို့ပြောလို့မရပါပဲ။ဘာလို့လဲဆိုတော့စွန့်ရင်ပြေးွားဖို့ဆိုတာစွန့်ရင်ဆိုတာကဘာလို့ပြေးွားဖို့ဆိုတာက ဟိုဟာဘာလဲအမြဲတည်းလေ့ကျင့်နေရမယ်အမြဲတည်းသင်ကြားနေရမယ်အမြဲတည်းဟိုဟာဖြစ်နေရအများကြီးရှိရဗျာ100%အပြည့်ပေးလို့တော့မရဘူးလို့ကျွန်တော်ထင်တယ်စွမ်းရည်ပြည့်ဝနေပြီလားဆိုဟုတ်တယ်ဒါပေမဲ့စွမ်းရည်ပြည့်ဝဖို့အစင်မပြတ်စူးစားနေတယ်လို့တော့ကျွန်တော်ကပြောနေတယ်အစွမ်းရည်မပြတ်အစင်မပြတ်စူးစားနေတယ်အဲ့အတွက်လည်းသူတို့အနေနဲ့သင်တန်းတွေတခြားသောဥစ္စာတွေအများကြီးပေါ့နော်စီကန်လိုက်နှာမှုအပိုင်းတွေမှာအများကြီးလှုပ်လာတယ်အားလို့လည်းကျွန်တော်တို့တွေ့ရတယ်အဲ့တော့အာဘာလဲဒါတွေက ဟိုပေါ့နော်စစ်တပ်တစ်ခုအတွက်တပ်မတော်တစ်ခုအတွက်ရှင်းစင်ရှိတိုက်တဲ့အရာတွေကိုသူတို့လုပ်နေတာလို့ကျွန်တော်တို့ပြောရမယ်အဲ့တော့လုံလာနိုင်နေတဲ့သူစုဖွဲ့မှုတွေကလည်းတဖြည်းဖြည်းပြောင်းလာပြီးတော့စစ်မြေပြင်ခေါင်းဆောင်မှုတွေစစ်မြေပြင်စွန်းစွန်းရီတွေဟာတဖြည်းဖြည်းဟိုပေါ့နော်ဟိုညှင့်တက်လာတယ်ဆိုတာတော့ကျွန်တော်တို့ငြင်းလို့မရတဲ့အဖြေတွေကလက်ရှိဖြစ်ပွားခဲ့တဲ့လက်တလောတိုက်ပွဲတွေကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့အတိုင်းသားမြင်ရတယ်ဆိုတော့တော့ကျွန်တော်အရင်ဆုံးပြောလိုပါတယ်ဗျာဟုတ်အော်လက်တော့ကြောသားတဲ့အဲမှာပေါ့နော် ဒါ PDF ကဂျာဂန်လုံးပြီးတော့ဒါပြီးပါမှုတော့မရှိသေးဘူးနော်ဒါတိုးတက်ကောင်းမွန်နေဆိုတော့မရှိဘူးရအောင်ကြီးပေါ့ဒါဒါတော့ဟုတ်ပါတယ်ဘာလို့တော့စစ်တဲ့နံတစ်ခုတက်တယ်ဟို DSA လိုမျိုးတော်ဆိုင်အင်းကျောင်းဆိုလို့ရှိရင်တစ်နှစ်နဲ့ချီတက်ရတာအခြေခံစစ်တဲ့နံဆိုလို့ရှိရင်လည်းဒါဘယ်လိုပြောမလဲတိတ်အများအကြာကြီးဒါမတက်ခရောက်တော့ကိုလီဘက်ကဒါပေမဲ့ရေးချင်းမှုပုံစံနဲ့အဓိကတော့စိတ်အားထက်သန်မှုကတော့တော်တော်လေးကို ဟိုတားတာတော့မြင်ရမြင်ရတယ်ဗောနော်အဲ့ဒါဒါဒါပေမဲ့အကုန်လုံးကဒါမတ်ထောင်တားတွေပဲလीအကုန်လုံးကဒါဒီတော်လန်ကျင်နေဆိုတဲ့စိတ်နဲ့လာကြတယ်ဆိုပေမဲ့အချို့တွေကသူတို့မှာတချို့ခံယူချက်ခံယူချို့ချို့တော့ခံယူချက်လေးတွေရှိရောနော်ဒီလိုလူတွေအများကြီးဟိုဒါထိန်းကြောင်းမှုတော့ကြတော့ဘယ်လိုပြောမလဲဒီတက်ပုံကြဖို့ကလည်းလူတွေဒါတွေကလည်းစနစ်တခြားရှိဖို့လူတွေပေါ့ဒါလူမျိုးကြီးစင်ငယ်စင်ငယ်နဲ့ထိန်းကြောင်းပြီးတော့မှာပဲလေဒါတော့တော့နိုင်မှာပေါ့နော်စစ်တက်ကတော့စစ်တက်လို့တော့ဒါလို့ရမှာပေါ့ဒါမဲ့ဒီမှာဟို ဘာရီယာ PDF တွေကတာတွေရှိတယ်ဆိုရင်ဆောင်းဒီစိတ်တက်ပေါ့စိတ်တက်ဆိုတာတိုက်ခိုက်လို့စိတ်အားကြတယ်အရန်ကို ပြင်းတယ်။ဘာကြောင့်လူပြောရဆိုလို့ရှိရင်ဒါဒီစစ်တပ်မှာဆိုလို့ရှိရင်ရှိတယ်ဟိုရှေ့ရန်တော့မှကြောက်ကြတာ။ PDF တွေရတော့လို့မဟုတ်ရှေ့ရန်မတော်ရင်တော်ဒီကောင်နေစင်းဒီကောင်နေတော်နေတယ်။အဲကျုံကျုံတင်တယ်ကျုံတင်တယ်ဟိုချိုးဒီငါငါငါဟိုတိရဆိုလို့ရှိရင်ရှည်တယ်မတော်လို့ဆိုပြီးဟော ်ပြဿနာဖြစ်ကြရရောအဲ့လိုမျိုးဟိုဘယ်လိုရောက်လဲမိုက်တွေကထွက်ခဲ့ထိုးမယ်အဲ့လိုမျိုးနော်အဲ့ဟိုဒီနေ့ပြပေးကောင်ကြံခဲ့တာအဲ့လိုမျိုးတွေကတော့တွားကြံတော့အာကြီးတို့တကယ်ဟိုတိုက်ခတ်လူတွေကအပြည့်ရှိရဲဒါဒါမီးရဘာလက်ရှိတငယ်ချင်းတွေလည်းဒါအခုချိန်ကြီးဒါတို့ရှိသေးတယ်အတငယ်ချင်းတွေဆိုလို့ရှိရင်လေဒါတို့ဒါဒီကောင်လေးစုချင်းအမြဲတမ်းကြီးတတ်လို့ရှိရင်အမြဲတမ်းတို့တိုက်ပွဲဝင်မှုတွေသူအမြဲတမ်းသူပြင်ဆင်နေကြတာပေါ့နော်ဆိုတော့ဒါကတော့ဒါကျွန်တော်တို့ဒီ BFD နဲ့ ဒါတိုးတက်လာတဲ့အပိုင်းတွေနောက်ကလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီ PDF ပြေတာခံယူချက်နဲ့စိတ်သက်တွေပေါ့နော်ဆိုတော့အဲ့ဒီမှာအခုတချို့ PDF တွေဆိုရင်ဒါ M2MO ဒီနဲ့လမ်းခွဲသွားတဲ့အကြောင်းအရာတွေလည်းရှိတယ်ဒါတွေလည်းဒါကြားရတယ်အဲ့ဒီအဲ့တော့အဲ့အရင်ပတ်သက်ပြီးရခါကြတော့လေးလောင်လည်းဘယ်လိုမြင်လဲဒီလမ်းခွဲသွားတဲ့လူတွေပုံမှာရတော့အာကျွန်တော်ကတော့လေဒီအာဘောနော်ဟိုအစ်လည်းမပြောလို့ဘူးအာသူတို့မှဒါကနေပြီးခွဲထွက်သွားတဲ့ပုံမှာအာ ဘာဘာတွေဖြစ်လဲဆိုတာအာဟောပါတော့ဟိုပုံလေးလင်းပြောရရင်ဟိုကျွန်တော်တို့အပြည့်အဝအဝေဘန်ပြောကြလို့မရဘူးပေါ့။ဘာလို့လဲဆိုတော့လက်နက်ကင်ဒေါ်လာကြီးတစ်ခုဖြစ်တယ်။အကုန်လုံးက၄နှစ်ပြည့်ပြီဟုတ်ပြီ။ဟိုဒါပြည့်စုံနေပြီလားလို့ပြောရင်လုံးဝမပြည့်စုံသေးဘူး။လိုအပ်တာတွေအများကြီးရှိတယ်။ဟိုတရင်တင်းဆိုရင်တရင်တင်းရဲ့လိုအပ်ချက်ပုံစံတွေရှိသေးတယ်။စုဖွဲ့မှပုံစံမှာလက်နက်လားလူလားစိတ်ဓာတ်လားအများကြီးဟိုဖြည့်စီရမှာတွေအများကြီးကျန်သေးတယ်။ အာကျွန်တော်တို့တိဆောက်လို့ကိုမဆုံးဘူးပေါ့နော်ဒီလိုကိစ္စတွေဆိုတော့ဟိုကအာ90ကျော်တိဆောက်ထားရဆိုရင် institution ရောက်မှာဟဲ့ဒီစစ်ခွေးစစ်ခွေးသိမ်းတဲ့ကောင်တွေအများကြီးပေါင်းစုသွားတဲ့အချိန်မှာပေါ့နော်ဒီလိုမျိုးစုပ်ပြတ်တက်သွားတဲ့စစ်တပ်တစ်ခုဖြစ်သွားတယ်ဆိုတာအခုကျွန်တော်တို့ကဘာပြောမလဲမားဆောင်သားရင်လည်းစုဖွဲ့ထားတဲ့စုဖွဲ့ပြီးတော့စပြီးတော့တိဆောက်နေတဲ့ပေါ့နော်ဟိုတက်မတော်တစ်ခုဖြစ်တယ်အဲ့တော့တက်မတော်လို့ပဲကျွန်တော်ဒီနေရာမှာသုံးလို့ရတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကအော်ဘာလို့စစ်တပ်ကိုတိုက်တယ်ဆိုတဲ့အချိန်မှာစစ်တပ်နဲ့ပြန်တိုက်ပါရဲ့ တဘုံလို့ဟိုဟာဓားလို့မျိုးကျွန်တော်တိုက်လို့ရစက်တက်ကိုစက်တက်နေကိုစုဖွဲ့ပြီးတော့ပြန်တိုက်ပါရအဲ့ဒါကြောင့်ကျွန်တော်တက်မတော်လို့ပြောအဲ့တော့တက်မတော်တခုကိုရည်ရွယ်ထားတဲ့ဆိုတဲ့အချိန်မှာဟောနော်လိုအပ်ချက်တွေတချို့မပြည့်စုံမှုတွေအများကြီးရှိပါတယ်ဓားတွေကမှဟောပါတော့ဒီတတ်မှတ်ထားတဲ့မူဝါဒတွေရည်မှန်ရည်မှန်ချက်တွေရည်ရွယ်ချက်တွေနဲ့အတွေ့ဖယ်ပြီးတော့လောက်ကင်ဆောင်ရွက်တဲ့ကံဓာတ်တွေကို လောက်ကင်နေတဲ့သူတွေလည်းရှီကောင်းရှိတယ်ရှီကောင်းရှိတယ်ကိုရှိတယ်ဒါတွေကတက်တက်ကိုရှိတယ်တချို့ရကြတော့လေရှိရရှိရနင်းရရှိရတချို့အရာကပုံမှန်လေးပဲကျွန်တော်ဒီနေရာမှာဗာပြောလို့ရလဲဆိုတော့လေကိုတချို့အရာကဟိုက NUG 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 ပေါ့နော်ကျွန်တော်တို့ဆိုဒါ NUG ကိုဟိုပါပေါ့နော်ဟိုမဝေဖန်ဘူးလားဆိုဝေဖန်နေတယ်ပါပါတယ် နောက်ပြီးတော့ပြောရတဲ့ကြောင်းလည်းပါပါတယ်ဒါပေမဲ့တရားလုံးပင်သောခါမှာမပြောဘူးအချက်အလက်ကိုဘာညာကြည့်ပြီးတော့ကျွန်တော်ပြောလိုက်ပြောထားရှိတယ်အဲ့တော့ NUG NUG လို့ပြောမှာ NUG ကဝင်ကြီးတယောက်ကဘောတော့ NUG ကဝင်ကြီးတယောက်ကိုမကျေနပ်တာနဲ့ဘောတော့ NUG တစ်ခုလုံးအပြစ်ပြောလို့မရဘူး NUG ရဲ့မူဝါဒတွေအတိုင်းအောက်ပါလိုက်ပါဆောင်ရွက်သူရဲ့အရေးချင်းမပြေဝမှုကြောင့် NUG တစ်ခုလုံးကိုလည်းကျွန်တော်တို့အပြစ်ပြောလို့မရဘူးပြောချင်တာဘာလဲဆိုအလေမာခံရဲ့ staff ဆိုတဲ့သူတွေရဲ့လောက်ကင်ဆောင်ရွက်မှု အရင်ချင်းမပြေဝမှုတွေကြောင့်တချို့တော့နားလည်မှုလွဲမှားတဲ့ပြဿနာသို့မဟုတ်ဟောနော်ဟောနော်သူလှုပ်ချင်တိုင်းလှုပ်တဲ့ပြဿနာတွေကြောင့်ဟောနော်တချို့တက်ရင်နေလမ်းခွဲသွားတာတွေလည်းရှိတယ်ဥပမာနယ်မြေတွေမှာဆိုရင်အထူးသဖြင့်စကိုင်းလိုဒေသတွေမှာကျွန်တော်တို့ပူဆူးတယ်အဲဟောနော်ဟိုပကဖရီပအဖရီပလဖရီရဲ့ဒီတဲ့ဟိုကတော့ဆောင်ရွက်မှုတွေမကောင်းတာတွေ။နောက်ပြီးတော့သူ့ရဲ့နယ်မြေကိုကောင်းမွန်တာမစီးရုံနိုင်တဲ့တချို့သောကိစ္စရပ်တွေကြောင့်ဖြစ်တဲ့ပြဿနာတွေကြောင့်လည်းခွဲထွက်သွားတာတွေရှိတယ်။ နှုတ်ထွက်သွားတာရှိတယ်။အဲ့တော့ပြောချင်တာကအုတ်ဒီတုတ်ထွက်သွားတဲ့လူတွေကလည်းသူတို့လည်းသူတို့မှာရီမန်းချက်ရှိတယ်။ဘာလဲဆိုတော့အဓိကကတော့ဆက်အနာရှင်ကိုတော်လှန်တယ်ဆိုတော့ရီမန်းချက်တခုသူတို့မှာရှိတယ်။အဒီရီမန်းချက်ကတော့မပြောက်သွားဘူးဆိုတော့ကျွန်တော်တို့မြင်တယ်။အဲ့လိုပဲတချို့တွေကြောင့်လည်းဒီကနေနှုတ်ထွက်ပြီးတော့ပိုကောင်းတဲ့အစုဖွဲ့တခုကိုသူတို့စုဖွဲ့ကျင်တာကြောင့် သွားလာရင်လည်းရှိတယ်ပေါ့နော်အဲ့တော့ဒီဥစ္စာမှာတော့သူ့ဘာလို့ရီမန်းချက်နဲ့အာမူဝါဒတွေမကိုက်ညီတာကြောင့်လည်းဖြစ်ရှင်ဖြစ်လိုက်မှာပေါ့နော်အဲ့တော့ဘာပြောအတူတူကတော့ဘုံဘုံဘုံတစ်ခုကတော့ဆက်အနာရှင်တစ်ခုကိုကျွန်တော်တို့ဆက်အနာရှင်ကိုရည်ရွယ်တိုက်ထုတ်ဖို့ပဲဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကနောက်ကျရင်ရီမန်းတာကျွန်တော်တို့ Federal Army ကိုကျွန်တော်တို့ရီမန်းတာဖြစ်တယ်အာသူ့ပြည်နယ်မှာသူ့ဘာလို့တက်ရှိမယ် အနိုင်နိုင်ငံတစ်ခုလုံးမှာတော့ Federal Army တစ်ခုရှိမယ်။အဒီလိုမျိုးပုံစံနဲ့ကျွန်တော်တို့သွားတာဖြစ်တယ်။အဲ့တော့ဟိုပြောမယ်ဆိုဒီဒီဥစ္စာကဟိုတော့ကျွန်တော်တို့အခုချိန်မှာပြဿနာကြီးတစ်ခုလားဆိုတော့100%ဒီပေါ်မှာကြီးမားတဲ့ပြဿနာကြီးတစ်ခုမဟုတ်ဘူးလို့တော့ကျွန်တော်ယုံဟိုကျွန်တော်ကတော့မျှော်လင့်ထားတယ်။အဒီကဥစ္စာကဖြစ်လိဖြစ်ထားရှိတဲ့ပြဿနာတွေလို့ပဲကျွန်တော်ကတော့မြင်ကျွန်တော်တို့မြန်မာတွေရဲ့ထုံးစံတိုင်းပေါ့နော်။အာလူတော့ရောက်ရှင်နှစ်ဖွဲ့ကဲဒါဖြစ်လိဖြစ်ထားရှိရင်ပြဿနာ ဒါပေမဲ့ဟိုကတော့အဓိကတော့ဘုံရံစီကိုကျွန်တော်တို့ဥပြင်နေပေါ့။ဟုတ်တယ်။ကွဲနေတယ်။ကွဲတာကွဲဘာမျိုးတူတာကိုပေါင်းလို့မတူကျွန်တော်ပြောကြရလေ။ကျွန်တော်လည်းဒီလိုလည်းရင်းမှာကျွန်တော်လည်းကျွန်တော်လည်းမတဲ့တဲ့သူတွေရှိရယ်။ကျွန်တော်တို့မကြိုက်တဲ့သူတွေရှိရယ်။ကျွန်တော်ကိုယ်လည်းမကြိုက်တဲ့သူတွေရှိရယ်။ကျွန်တော်တွဲလို့လို့ရရင်သူတို့နဲ့တွဲလို့မယ်။တွဲလို့ရကိစ္စ။အဲဒါပေမဲ့ရန်လူတွေလိုဆက်ဆက်နေကြပါလို့။ပြောရင်မပတ်သက်ရှင်မပတ်သက်ရှင်ချင်းချင်းမုံချင်းကင်းကင်းနဲ့သွားမယ်။ ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဘုံဘုံရန်သူကတစ်ခုပဲရှိတယ်အဲသူ့မှာလည်းဘုံရန်သူကတစ်ခုပဲရှိတယ်ဒါကြောင့်မလို့ကျွန်တော်အတူတူလုံနိုင်တဲ့ကိစ္စဆိုတွဲလုံလိုက်မယ်ဗျာဒါပေမဲ့ပေါ့နော်အအချင်းချင်းတွေဝိုင်းပြီးတော့ပေါ့နော်ဝိုင်းဖဲ့နေပြီဒီဥတီချက်ကဒါတစ်ခုပဲဖြစ်နေပြီဆိုအဲ့ဒါပြဿနာပဲဥတီချက်က တော်လိုင်းသွားချင်းချင်းသူ့ရဲ့စိတ်ထဲမှာနှိမ့်စင်ဒီကောင်းကိုတိုက်ခိုက်ဖို့ပဲဒီကောင်းကိုတိုက်ခိုက်ဖို့ပဲဆိုတော့ဥရိရရှိနေပြီဆိုတေးကြတယ်ဒီကောင်းကဖုံရံသူပြောင်းနေပြီပေါ့နော်အဲ့လိုမျိုးမဖြစ်ဖို့ပဲအရေးကြီးရလို့တော့ကျွန်တော်ကတော့မြင်တယ်အဲ့တော့လက်နက်ကိုက်တော်လိုင်းမှာသူ့စုဖွဲ့တဲ့သူတိုက်ကြအခုလေသူ့စုဖွဲ့တဲ့သူတိုက်နေတဲ့နေရာမှာ storm ဖြစ်လာတဲ့တက်တွေအများကြီးရှိတယ်ဥပမာ MO တယောက်မဝင်ဘူးဒါပေမဲ့ storm ဖြစ်လာတဲ့နေရာမှာ BBLA တို့နောက်ပြီး SAR တို့ဟိုလိုတက်တွေရှိတယ် PLA တို့တက်တွေရှိတယ်သူတို့ရဲ့မူဝါဒတွေသူတို့ရဲ့ဥစ္စာတွေကတော့ MOD နဲ့တူချင်မှတူမယ် အမူရီရဲ့အောက်ကနေတွားချင်မှတွားလို့ရမယ်ဒါပေမဲ့သူတို့ပြောတာတခုတော့ရှိတယ်သူတို့ရဲ့အနာဂတ်မှာဖြစ်လာမဲ့ဥစ္စာကဘာလဲဆိုတာကိုတော့ကျွန်တော်တို့ဒါတက်ဆိုင်ရာခံစားမှာတာဝန်ယူထားတဲ့သူတွေကဒီဥစ္စာကိုတော့သိပြီးတော့ဆွေးနွေးဖို့တော့လိုတယ်လို့တော့ကျွန်တော်မြင်တယ်ပေါ့နော်ဒါတွေကဇဝဲဝိုင်းပေါ်မှာပြန်ထိုင်ပြီးတော့ဒါတွေကပြန်လောက်ရမယ့်ကိစ္စလို့ပြန်ဒါပေမဲ့သူတို့အနေနဲ့အာပေါ့နော် MOD နဲ့ MOD အောက်ကတော့မဟုတ်ဘူး MOD နဲ့တော့အတူတူတွဲလုံမယ်အဲ့ဘောတော့တချို့ဒေတာတွေပါဆိုအတူတူပေါင်းပြီးတော့တိုက်ခိုက်တာရှိတယ်လို့သူတို့ခေါင်းဆောင်တွေကိုယ်တိုင်ပြောတာတိုင်းရှိတယ်ဘောတော့အဲ့တော့ပြောချင်တာက ဟုတ်တော့တချို့တိုင်တွေနှုတ်တော့ရတယ်ရတယ်ဟိုဒါပေမဲ့သူ့ရဲ့ဒီအမ်မူရီယောက်မှာစူးဖွင့်မှုကတော့မပြတ်သွားဘူးလို့လေအဓိကတော့ဗျာကျွန်တော်တို့ကနောက်ဆုံးဒေတာတစ်ခုကိုပြန်သိမ့်ပိုက်စစ်တပ်ကိုဖယ်ပြီးတော့ဒေတာတစ်ခုကိုပြန်သိမ့်ပိုက်ဖို့လို့ဆိုတော့အန်နာမှာရှိတဲ့တပ်တွေအားလုံးစူးဖွဲ့ပြီးတိုက်တာတော့အကောင်းဆုံးပဲဟုတ်လားစူးဖွဲ့ပြီးတိုက်တာအကောင်းဆုံးအခုတချို့သောစစ်မျက်နှာပြင်တွေမှာကျွန်တော်တို့အဲ့လိုတွေမြင်ခဲ့ရပြီမြင်ခဲ့ရပြီအခုဆိုရင် KIA ဟဲ့လား KIA တိုက်နေတယ်ဗမော်ကျွန်တော်တို့ PDF တွေတွားကြတွားပြီး တွားချတယ် KIPDF တွေရောအနုဒီ PDF တွေရောအကုန်လုံးဝိုင်းမျိုးတွားပြီးတိုက်ကြအောင်အနောက်ပြောတခြားဒေသတွေမှာလည်းအဲ့လိုပဲလားရခိုင်မှာတွားတိုက်တဲ့ PDF တွေရှိရဟိုရှမ်းမြောက်မှာတွားတိုက်တဲ့ PDF တွေရှိရဟိုတနေ့အဆိုကျွန်တော်အင်းတော်မှာတိုက်တဲ့တိုက်ပွဲဆိုရင်ငင်းညံတို့ဘာလို့ရပါဘူးတွားပြီးတော့ဝိုင်းတိုက်တာလေအာကျွန်တော်တို့တွေ့ရတယ်ဗျအဲ့တော့ပြောချင်တာတခုကတိုက်ပွဲတွေမှာကျွန်တော်တို့တက်တက်ပေါင်းသူဖြစ်စုဖွဲ့ဖို့လိုတယ်ကျန်တဲ့ပြဿနာကဟိုနော်မိဖတ်ပရိပခါလို့ အာထင်မြင်ရတဲ့ပြဿနာတွေလို့ကျွန်တော်ကတော့ယူဆတယ်မိဘပရိပခဟုသည်ဖြည့်ရှင်းလို့ရတယ်လို့တော့ကျွန်တော်ကတော့မြင်တယ်ဖြည့်မဖြည့်ရှင်းလို့ရတဲ့ပြဿနာလည်းဘာလို့ဖြည့်ရှင်းလို့တော့မရဘူးတပုတ်ဦးလို့ရှုပ်ထွေးနေတဲ့ပြဿနာတွေရှိတော်냐လဲဒါပေမဲ့စိတ်ရင်းသာမှန်ရင်အတူတကွဖြည့်ရှင်းနိုင်မယ်လို့တော့ကျွန်တော်ကတော့ယုံကြည်တယ်ဒါကြောင့်မလို့ဟိုထွက်သွားတဲ့လူတွေပေါ်တော့ကျွန်တော်ကအပြစ်လေ100%အပြစ်ပြောလို့သူတို့မှန်တယ်မှားခြင်းကိုလည်းကျွန်တော်မဝေဖန်လို့ဘူးဒါပေမဲ့ ဟုတ်လားဘုံရန်သူကတော့ဒါပဲဖြစ်နေဘူးပဲလူတယ်လို့ပဲကျွန်တော်ကတော့မြင်နေပြကိုဟုတ်ဟုတ်တယ်လင်းထအောင်ပြောတာအမှန်တယ်ဘာလို့ကအဓိကအရေးကြီးတာဘုံရန်သူဘုံရန်သူကတော့အရေးကြီးတယ်ကွာဒီတော်နိုင်ရေးမှာကဆော့ပြောဆိုလမ်းတွေအများကြီးလွဲသွားလို့မရဘူးမကြည့်ရတော့မကြည့်ရတော့ပုံကူကြီးကဟိုကိုယ်တော်ကြီးရတဲ့ကိစ္စတွေရှိမယ်သို့တော့ဒီဟာတွေကိုကိုအတ္တကိုရှည်ရင်တင်ပြီးတော့တော်လန်ကြီးကိုပုံချလို့တော့မရဘူးဟုတ်တဲ့ ဟိုနောက်ပြီးတော့ဒီတော်လန်ရေးထဲမှာပဲ image တစ်ခုနည်းတိဆောက်ချင်တာလဲမရဘူးတုံးတုံးမျိုးဒါတွေကိုတော့သတိထားပြီးရှောင်ဖို့တော့လိုတယ်ဆိုတော့ပြောမယ်ဆိုလို့ရှင်တော့ဟိုတိုးတက်လာရည်လည်းရှိသလို PG နဲ့ပတ်သက်ပြီးပြောမယ်ဆိုတော့တိုးတက်လာရည်လည်းရှိသလိုလူဝဲချက်တွေကလည်းအခုချိန်ကြီးရှိနေုံပဲဆိုတော့တော့ငားပြင်ကြတော့ဘာလို့ကြောင့်လဲဆိုလို့ရှင်တော့ဒါစစ်တပ်တက်ဆိုတာကဆောင်းပဲလို့ဘောနော်ဒီအချိန်တစ်ခုအချာချာကြီးသူ့ကိုပေးရတယ်တကယ်စစ်ပုံကြောက်အောင်လို့လုပ်ပြရတယ် train ရတယ် ဒါပေမဲ့ကိုရီမာကအဲ့လောက်အချိန်ကြီးမရခဲ့ဘူးမရခဲ့တဲ့အပြင်ကူမှာတကယ်ကိုဟိုဘယ်လိုပြောမလဲဟိုလူပေါင်းဆုံးပေါ့ကွာလူပေါင်းဆုံးနော်ဒီတော်လန်ကြီးအတွက်ဒီဆက်အာနာရှင်ကိုဆန့်ကျင်ဖို့တဲ့ဝင်လာရတဲ့ဆိုတော့လူပေါင်းမျိုးစုံရှိရတဲ့ကြောင့်ဒီလူတွေရဲ့ကာရက်တာတွေမျိုးစုံဒါတွေကိုလည်းထိန်းချောင်းနိုင်ဖို့လိုတယ်ပေါ့ဟိုပြောမှဆိုလို့ရှိရင်တော့တိုးတက်တာတွေလည်းရှိသလိုလိုဝက်ချက်တွေလည်းအခုချိန်ရှိနေတုံးပဲဆိုတော့ဒီလိုမျိုးရှိနေတဲ့ကာလာ ဖြတ်တန်းနေနေပဲဒါကုသလေးနှစ်ပြည့်ခဲ့ပြီဒီတဲ့ပုံကြီးကောင်းလာဖို့ဒါငါတို့ညှော်လင့်တယ်ညှော်လင့်ပြီးတော့တပ်ပေါင်းစုတွေအနေနဲ့လည်းဒါအခုဆိုဒီတိုက်ပွဲတွေမှာပေါ့နော်အဲ့လိုတပ်ပေါင်းစုတပ်ပေါင်းစုတွေဝင်တိုက်နေရတယ်လေဒါမြင်ရတယ်လို့အဲ့လိုမျိုးတပ်ပေါင်းစုတွေအကုန်လုံးစုစည်းပြီးတော့ဒီစစ်တပ်ကိုအမြင့်ဖြတ်နိုင်မှုလေညှော်လင့်တယ်ဒါဒါဒါငါ့ရဲ့စိတ်ရှင်းနေတာပြောတာပေါ့နော်ဆိုတော့ဒါဒီနေ့ကျွန်တော်တို့ညီနဲ့ပြောသွားတာကတော့ PD ရဲ့၄နှစ်ပြည့်တဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ညီကို၂ယောက်ရဲ့ဒါအမြင်လေးတွေကိုဒါဆွေးနွေးဆက်ပါတယ်ဆိုတော့ ထုံးစံတိုင်းကျွန်တော်တို့အစီအစဉ်နောက်ဆုံးအနေနဲ့ဒါအင်တာအောင်နေမှာတော်လန်ပြည်သူတွေကိုဖန်ဆင်းထားပြီးပြောချင်ပါသေးတယ်။တော်လန်ရည်လေးနှစ်ကျော်ခဲ့ပြီတော်လန်ရည်အတွက်အဘောတော့အာဟိုအလုတ်လုပ်နေတဲ့ကျွန်တော်တို့ရဲ့ PDF တွေဒီလည်းလေးနှစ်ပြည့်ခဲ့ပြီ။အဲ့တော့အာကျွန်တော်တို့ဒီဒီ PDF ဘာကြောင့်ပေါ်ပေါက်လာလဲဆိုတော့အရင်ကတော့ကျွန်တော်ပြန်ပြန်ကြည့်လိုက်ဆက်အာနာရှင်တွေကတုံးပို့လိုက်လို့ပေါ်လာလို့ပဲပြောရပါဘူး။ဘာလို့လဲဆိုတော့လက်နက်ကိုင်လမ်းပေါ်ကိုဟိုဘောတော့တုံးပို့လိုက်ရတဲ့အကြောင်းအခံတွေထဲမှာ ဆရာနာရှင်ကအထိကပဲပေါ့နော်အဲ့တော့ဒါကြောင့်မလို့ကျွန်တော်တို့ဒီအာဖက်ဆစ်စစ်တပ်အမြင့်ဖြတ်ဆိုတဲ့အာဇဂရက်တိုင်းကျွန်တော်တို့ဒီဖက်ဆစ်စစ်တပ်ကိုအမြင့်ဖြတ်ပြီးတော့အနေရမှာအစားဖို့အစားထိုးဖို့အတွက်ဖက်ဒရယ်တပ်မတော်တခုကိုရီမန်းပြီးတော့ကျွန်တော်တို့အာပေါ့နော်ဒီ PDF ကိုထူထောင်ခဲ့ကြတာဖြစ်တယ်လို့ကျွန်တော်တို့နားလည်တယ်ဒါကြောင့်မလို့လေကျွန်တော်တို့အာပေါ့နော် PDF ရဲ့အာလင်းနှစ်တာအတွင်းအာပြုမှုဆောင်ရွက်ခဲ့တာတွေအာအာပေါ့နော်တော်တော်များများဟာ ပြည်သူတွေအတွက်တော့အားရစရာဘက်ကနေပြီးတော့ရှိနေမယ်လို့တော့ကျွန်တော်ကတော့မျှော်လင့်နေရုံလဲယုံကြည်တယ်လို့ကျွန်တော်ကတော့ပြောရင်းနဲ့ပဲအာကျွန်တော်ညီကိုညီအစ်ကိုတညာတော်လေးစင်စင်ဒီလောက်နဲ့ပဲရန်လာကြပါတယ်အားလုံးကိုကျေးဇူးတင်ပါခင်ဗျအားလုံးကျေးဇူးတင်ပါခင်ဗျ